မင်္ဂလာပါပရိသတ်ကြီးတို့ရေဒီဗီဒီယိုလေးမှာတော့ကြမ်းတမ်းခတ်ထန်တဲ့ဘောစိန်ခေါ်မှုအောက်ကနေအမြင့်ဆုံးဆိုတဲ့အောင်မြင်မှုလမ်းကြောင်းစီတက်လန်းနိုင်ခဲ့တဲ့ဘရာဇီးသားလေးဂါဘရီယယ်ဂျီဆက်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားကြပါမယ်။ဂါဘရီယယ်ဂျီဆက်ရဲ့နာမည်အပြည့်ဆုံးကတော့ဂါဘရီယယ်ဖာနာဒိုတီဂျီဆက်ဖြစ်ပါတယ်။သူကိုဘရာဇီးနိုင်ငံဆာအိုပေါ်လိုမြို့မှာ1998ခုနှစ်ဧပြီလ3ရက်နေ့ကမွေးဖွားခဲ့ရပါ။စင်ရသားရက်ကွက်လေးရဲ့မှာကြီးပြင်းခဲ့ရတာဖြစ်ပြီးတော့ဂျီဆက်ဟာငယ်စဉ်တည်းကဘလုံးပေါ်မှာဝါသနာကြီးခဲ့ရပါ။ ငွေရေးကြေးရေးပိုင်ကြောင့်အမြဲလိုလိုအခက်တွေ့ခဲ့ရပြီးလမ်းပေါ်မှာဆေးထုတ်တဲ့လုပ်ကိုလည်းလုပ်ခဲ့ရပါတယ်။ဘလုံးဝယ်ဖို့အတွက်မတနိုင်သေးတဲ့အချိန်မှာအခြေအိတ်တွေကိုလိမ့်လိမ့်ပြီးလုံသွားအောင်လို့ထုံကစားတာ။တခါတလေအဝိဆက်အဟောင်းလေးတွေကိုပတ်ထုံပြီးဘလုံးတံဖန်တီးလုပ်ပြီးတော့ကစားတာမျိုးတွေပြုလုပ်ခဲ့ရပါ။ကြီးဆက်တယောက်ဘလုံးကစားရေးအရှိတွေကိုပြင်းရင်ကင်းထောက်တီကတရီပြုမိခဲ့ပြီးဘရာဇီးကလဖာမီယက်စ်အသင်းရဲ့လူငယ်အကယ်ဒမီမှာစတင်ပါဝင်ခွင့်ရရှိခဲ့ရပါ။အိတ်ကနေမှတဆင့်2015ခုနှစ်သူအသက်18နှစ်ပြည့်သွားတဲ့အချိန်မှာတော့ ။ Pamias အသင်းမှာပဲ professional ဘလုံးသမားဘွားကိုစတင်နိုင်ခဲ့ရပါ။သူရဲ့ toilet မြန်ဆန်တဲ့ကစားဟန်အလိန်ခောက်ဖြတ်ကြောမှုကောင်းမွန်တာတွေကြောင့်မို့အဲ့ကနေတဖြည်းဖြည်းနဲ့နာမည်စရလာခဲ့ရဖြစ်ပါရီ။သူဟာရှည်ရန်တိုက်စစ်မှုအဖြစ်ကစားနိုင်ရုံသာမကပဲ။ဘဲညာတောင်မှနှစ်ဖက်လုံးမှာလည်းအဆင်ပြေပြေကစားနိုင်စွမ်းရှိသူပါ။ Pamias အသင်းမှာသူပြတတ်နိုင်ခဲ့တဲ့အထင်ကြီးလောက်စရာစွမ်းဆောင်ရည်ရည်ကြောင့်မို့နောက်နှစ်နှစ်ကြာမှာပဲ Premier League ရဲ့ထိပ်သီးကလပ် Nobu အသင်းကိုပြောင်းရွှေ့ခွင့်ရရှိခဲ့ရပါ။နောက်ပိုင်းမှာတော့ကလပ်နဲ့ Brazil ရဲ့ရွေးစင်နိုင်ငံအသင်းတွေအဓိကကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ။လို့ဘူအသင်းနဲ့အတူပြည်ရင်းစုဖလားများစွာကိုစုကူးနိုင်ခဲ့သလို အသင်းအတွက်အရေးပါတဲ့ကစားသမားတအုပ်လည်းဖြစ်လာခဲ့ပါရီ။နိုင်ငံအတွက်ဖီဘာကမ္ဘာဖလားနဲ့ကိုပါအမေရိကဖလားပွဲတွေပါဝင်တခြားနိုင်ငံတွေကပြိုင်ပွဲတွေမှာပါနိုင်ငံကိုစားပြုအနေနဲ့ပါဝင်ခွင့်ရခဲ့ပြီးဘရာဇီးလရဲ့ရွေးစဉ်အသင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့ပါရီ။နိုင်ငံပြည်ရင်းကစင်ရဲနွမ်းပါတဲ့ကလေးတွေကိုထောက်ပံ့ဖို့အတွက်ပရာဟိတအကျိုးတွေလှုပ်ဆောင်ခဲ့သလိုရဲရွာအကျိုးကိုလည်းတည်ပိုးဆောင်ရွက်ခဲ့သူပါ။သူရဲ့ဘွားနောက်ခံအကြောင်းအရာတွေကိုဖုံးဖိထားတတ်ခြင်းမျိုးမရှိပေ။ အမြဲလိုလိုသူဖျက်သန်းလာရတဲ့အကြောင်းတွေကိုကြီးဆက်ကထုတ်ပြောပြလေးရှိသူပါ။သူရဲ့ကိုယ်ရည်ကိုယ်သွေးကောင်းမွန်မှုတွေကြောင့်မို့အခုလိုမျိုးအောင်မြင်ခဲ့တာဖြစ်လို့အာမလျှော့ခဲ့တဲ့ကြိုးစားအားထုတ်မှုတွေဇွဲလုံးလာလို့အပြင်တိုးတက်ပြောင်းလဲလို့စိတ်တွေနဲ့အများကြီးသက်ဆိုင်ခဲ့ရပါ။ကြီးဆက်ကတော့ဘလုံးမဖြစ်ချင်တဲ့နောက်ထပ်သားပေါက်လေးတွေအတွက်စန္ဒမူနာယူစရာကောင်းတဲ့လူတစ်ယောက်ဖြစ်တည်ရှိနေရပဲဖြစ်ပါတယ်ရှင်။